နက်ကတော့ကျွန်တော်တို့ကိုလေးဝမ်းချင်းဘူးနော်ကိုမဲတော့ကျွန်တော်က3ည9တွေပဲအောင်ပါတော့ဒါပေမဲ့ကျွန်တော်40ကြီးထွက်သွားတယ်ကဲဟုတ်ပြီအဲ့တော့လေးလုံးအခွေကတော့ဒီမနက်ပေးတာဒီမနက်တင်တန်းပြီးတော့အောင်သွားတယ်ပေါ့နော်ကဲဟုတ်ပြီအဲ့တော့ညနေတွေ့ကျွန်တော်ကြိုးစားကြည့်ရမယ်ပထမဆုံးကျွန်တော်ဝမ်းချင်းအရင်စပြီးတော့ ပြမယ်နော်ဝိုင်းရင်စပြမယ်အဲဝိုင်းရင်ကကျွန်တော်ဘယ်ကစမလဲဆိုဒီ3 sorry ဒါမုံဒီကောင်းလည်းသွားမရဒီ365ပေါင်ရင်က400เนาะ36ပေါင်ရင်က9 9နဲ့9နဲ့ပေါင်4 4ပါဝါကျွန်တော်တို့9 4 9 1ချင်း အဲ့ဒါနှလုံးလုံးထွက်သွားတယ်ကိုလေးဆိုပြီးတော့နော်နောက်ထပ်ကျွန်တော်ဒီမှာ85ပေါင်းတော့လဲ4ပဲနော်85ပေါင်းခြင်းက4 4ဆိုတော့4ကိုဝိုင်းခြင်းမရအဲ့4ကိုဝိုင်းခြင်းเนี่ยကျွန်တော်တို့4ပြီးတယ်နော်နောက်တစ်ခုကျွန်တော်ဒီမှာ18ပေါင်းတော့3ညာ3ညာပါပါသည်ကျွန်တော်900ပါတယ်အဲ့ထဲမှာ ကျွန်တော်ငါပေးတယ်ပေါ့နော်ငါပေးတယ်အဲ့တော့ဒီမှာဆိုရင်ရှစ်ရှစ်ပေါင်းညာ6 6နဲ့9နဲ့ပေါင်းတော့1တချောက်ဝန်ကြီးတချောက်ဝန်ကြီးနေရကျွန်တော်6ပေးပါတယ်နော်6ပေးတယ်နောက်တစ်ခုကတော့ကျွန်တော်ဒီနေ့ညနေအတွက်ပေါ့နော်မနေ့ကတော့ကျွန်တော်40ထွက်သွားတာကိုဒါမှဒီတရားနဲ့တော့မဆိုင်နော်ဒီမှာကျွန်တော်ရှစ်ရှစ်ပေါင်းညာ6 6နဲ့9နဲ့ပေါင်းတော့1ဒီမှာလည်းကျွန်တော်တို့1 6ဝန်းကြီးမရပါဘူး ော်ဒီမှာလည်းတစ်ချက်ဝန်းကြီးရတယ်ကဲဟုတ်ပြီအဲ့တော့တစ်ချက်ဝန်းကြီးတစ်ခုရပြီနောက်တစ်ခါကျွန်တော်တစ်ချက်ဝန်းကြီးတစ်ခုထပ်ပြပေးမယ်နော်တစ်ချက်ဝန်းကြီးတစ်ခုထပ်ပြပေးမယ်အဲ့ဒါဆက်ပြီးတော့ကြည့်ဟုတ်နောက်ထပ်တိချောင်းဝန်ကြီးတခုတိချောင်းဝန်ကြီးတခုကညာဘယ်လိုသွားလဲဆိုရင် ကျော်ဒီကောင်းနဲ့ပြရမယ်ပထမအောင်ဆုံးတကူလေးတကူလေးပေါင်းတော့ဒါ၄ရတယ်နော်၄၉၁ချင်း၄ကိုဝန်းကြီးနဲ့ကျွန်တော်ဒီမှာ၄၈လေးမှာ၄ပေးတခါကျွန်တော်ဒီမှာ၈၈ပေါင်းတော့၆၆နဲ့၄နဲ့ပေါင်းတော့၃ညเนาะ၃ညဒါဆိုရင်၃ည၅ဝန်းကြီး၃ည၅ဝန်းကြီးနဲ့ကျွန်တော်၅ညပေးတယ် เนาะงาญีပြီဒီမှန်ญีတခါကျတော့ဒီမှာ9 9ပေါင်းတော့30 30အဲ့တော့30 9 9ပေါင်းတော့30เนาะဆိုတော့2ခုံဝန်းချင်းဒီမှာ2ခုံဝန်းချင်းရ2ခုံဝန်းချင်းနေကျတော့2ญีဒီမှာ2ญีเนาะအော်ဒီနေ့ညနေအတွက်ဆိုရင်ကျွန်တော်တို့6 6နှစ် ောင်းလို့600ရတယ်နော်ဒီမှာလည်းကျွန်တော်16ဝန်းကျင်ရတာပဲ sorry 600လေ6တင်ဝန်းကျင်ခုနကလည်းကျွန်တော်ပြခဲ့တယ်6တင်ဝန်းဒါဆို6တင်ဝန်းကျင်ရနှစ်ခုဖြစ်နေနော်နောက်တစ်ခုကတော့ဒီမှာပဲကျွန်တော်ဆက်ပြီးပြလိုက်မယ်နောက်ဝန်းကျင်တစ်ခုကတော့ကျွန်တော်ဒီနားမှာနောက်ဝန်းကျင်တစ်ခုကဒီမှာတဲ့၄ရက်၅ရက်ပေါင်းတော့9 ဝဲပွဲပေါင်းလို့ရှိအရောင်ပြောင်းမယ်လေးငါးရင်ပေါင်းတော့ကိုကိုရင်ရယ်လေးငါးကိုပေါင်းတော့ရှိဆိုတော့ရှစ်သုံးဝန်းကျင်ရှစ်သုံးဝန်းကျင်ရတာထိတ်ပေးနေဒီထိတ်ကြည့်မယ်ပေါ့နော်ဒီမှာဒီထိတ်ကိုပေးနေတော့နေအိမ်မှာဒီရောင်းနေတော့ကြည့်တော့စေဒီထိတ်အဲ့ထိတ်ပေးမှာ နော်အဲ့ကိုစပြီးတော့ကျွန်တော်ရှစ်ကိုစပြီးပါနော်ရှစ်ထိပ်တခါကျွန်တော်ဒီမှာဟုတ်လားဗျာဒီအောင်လား6ဒစ်ပေါင်းတော့ခွန်ခွန်နဲ့ရှင်းနဲ့ပေါင်းတော့9ဆိုတော့9 3ညာဝိုင်းချင်း9 3ညာဝိုင်းချင်းအဲ့ဒါလဲ9ဆိုပြီးဒီမှာထိပ်လာပေးရနော်ဒီမှာထိပ်ခုနကတော့8ထိပ်ခု9ထိပ်အေးရအဲ့တော့ဒီမှာနောက်တစ်ခုကျွန်တော် ရှစ်ရှစ်ပေါင်းလို့6 6နဲ့9နဲ့ပေါင်းလို့1เนาะ16 16ဝန်းကြီးเนาะ16ဝန်းကြီး16ဝန်းထိပ်ပေါ့เนาะ16ထိပ်ဆိုဒီမှာ6ထိပ်လာပေးတယ်ဒါဆိုရင်ကျွန်တော်အခုဒီညနေအတွက်တင်ကားပေါင်းလို့6 6နဲ့6နဲ့ပေါင်းလို့1ဒါဆိုနှစ်ခွန်ထိပ်ပေါ့เนาะဒီမှာနှစ်ခွန်ထိပ်ပေးရမယ်နှစ်ခွန်ထိပ်ရှိတယ်เนาะနှစ်ခွန်ထိပ်ရှိတယ်အော် ထိတ်ကနှစ်ခွန်6တိ6တိဝန်းကျင်ရဲ့နှစ်ခုเนาะနှစ်ခုရပြီနောက်ထပ်ကျွန်တော်တို့ထပ်ပြဖို့ວ່າကြတော့ကျွန်တော်ဝန်းကျင်တစ်ခုထပ်ပြဝန်းကျင်တစ်ခုວ່າကြတော့ဘယ်လိုလဲပေါ့ဘယ်လိုလဲဆိုတော့ဒီမှာပေါ့เนาะဒီမှာ7တိပေါင်းတယ်7တိပေါင်းတော့ကိုကိုလေးဝန်းကျင်ကိုလေးဝန်းကျင်နဲ့ကျွန်တော်တို့ဒီမှာ၄ပေးတယ်เนาะ ဒီကိုပေါင်းတော့3ညာ3.5ဝန်းကျင်3.5ဝန်းကျင်เนี่ยကျွန်တော်တို့9ပေးတယ်ဒါ80ပေါင်းတော့6เนาะ6တေဝန်းကျင်6တေဝန်းကျင်เนี่ย6ပေးတယ်ဒါဆိုရင်ညနေတူ85ပေါင်းတော့3 38ဝန်းကျင်အဲ့တော့ခဏန်းနေကျွန်တော်တို့ချပြီးတော့ဒီမှာ38ဝန်းကျင်တခုဒီပွဲအတွက်เนาะရှိနေအကနန်းနေကျွန်တော်တို့ချပြီးရေးကြည့်မယ်ညနေကျွန်တော်တို့ဒီနေ့16ရက်နေ့ပေါ့เนาะ16ရက်16ရက်နေ့အတွက်16ရက် လေးလပါနော်ညနေအတွက်ညနေညနေအတွက်ကျွန်တော်တို့ထိတ်ကကျွန်တော်တို့နှစ်ခွန်ရှိတယ်နော်ထိတ်မှကျတော့နှစ်နဲ့ခွန်နဲ့ရှိနှစ်ခွန်ရှိချင်းတစ်ခုကကျတော့ချင်းတစ်ခုကကျတော့ကျွန်တော်တို့ဘာတွေရှိလဲဆိုရင်တစ်ချောက်ချင်းနှစ်ခါရှိတယ်နော်တစ်နဲ့ချောက်နှစ်ခါရှိနောက်နောက်ချင်းတစ်ခုကကျတော့ကျွန်တော်သုံးရှိကြည့်တယ်နော်အခုနောက်ဆုံးဒါပြခဲ့တဲ့ဟာတွေသုံးရှိရှိအဲ့တွဲကြည့်မယ်နော်တွဲကြည့်တွဲကြည့်မယ်ဆိုတော့ တွေ့ကြည့်မယ်ဆိုတော့ပြန်စပြန်စတော့ဒီမှာတွေ့ကြည့်တော့လောကောင်းဆုံးအနေနဲ့နှစ်ခွန်ထိန်းတဲ့နှစ်ဒီနှစ်6ဆိုတာရှိမယ်ပြီးတော့ခွန်ဒီခွန်6ဆိုတာရှိမယ်ပြီးတော့3136ရှိမယ်3136 အဲ sorry နှစ်တအနှစ်အနှစ်နှစ်သုံးနှစ်ရှိရှိမယ်ပြီးတော့ခွန်သုံးခွန်ရှိရှိမယ်နော်ခွန်ရှိရှိမယ်ဒါကကျွန်တော်တို့ဒီနှစ်ခွန်ထိမပေးဘဲနဲ့ဒီ16ဝန်းကျင်ကို38နဲ့ကပ်မယ်ဆိုရင်36 36ရှိမယ်86ရှိမယ်ပြီးတော့3တိရှိမယ် ရှစ်တရှိအဲ့ဒါလေးရှိတယ်နော်အဲ့ထဲမှာကြိုက်ဆုံးဆိုရင်တော့ဘာဘာဘယ်ကနေနေကြိုက်လဲဆိုရင်ကျွန်တော်ဘယ်ကနေကြိုက်လဲဆိုရင်ကျော်ဒီကောင်အယောင်လေးနဲ့စိမ့်လေးနဲ့ပဲရလိုက်ဆိုတော့86 3 break ဘောနော်3 break ဝင်6ကြိုက်တယ်ပြီးတော့26တူ26ပြန်ကြကြိုက်ပါတယ်26တူ26ပြန်ကြိုက်ရပါဘောနော်ကျွန်တော်ကတော့ကျွန်တော် 21လဲကြိုက်တယ်ဗောနော်21အခါကျတော့ဒူးလောက်ဗောဒူးလောက်အနေနဲ့ကျွန်တော်21ကြိုက်တယ်နောက်နောက်ပြီးတော့81ကြိုက်ပါတယ်81 38 break တွေဖြစ်နေဗောနော်38 break တွေဖြစ်နေဆိုတော့3နဲ့ပတ်သက်လို့လဲကြိုက်တာတွေရှိတယ်အဲ့ဒါပါလဲဆို36ကြိုက်တယ်ဗောနော်36ကြိုက်တယ်နောက်36ကြိုက်တယ်ပြောကြတော့ကျွန်တော် ၃နံပါတ်တက်လို့ခြိုက်မယ်ဆိုရင်၃2နှစ်လို့ဟာမျိုးလဲခြိုက်တယ်ပေါ့နော်2 3မဟုတ်ဘူး3နှစ်လို့ဟာမျိုးလဲခြိုက်ပါခဲ့ဒါပါပဲပေါ့နော်ခဲအားလုံးပဲကံကောင်းကြပါစေကျွန်ညနေတော့ကအဲ့ဒါလေးရှိတယ်ပေါ့မနေ့ကတော့ကျွန်တော်တို့လေးလုံးအခုရတော့ထွက်သွားပြီနော်လေးလုံးခွေရအန်တောင်းချက်ကျူသွင်းပြီးတော့လာယူွားတယ်နော်ထွက်သွားပြီအဲ့တော့အရင်တော့ကတော့ပေါက်ပေးပေးတယ်ပေါ့ဗျာဒါပေမဲ့တော့အခုတော့ပေါက်ပေးမပေးတော့ဘူးဘောင်းဆိုတော့ ဟိုလိန်တဲ့လူတွေများလို့ခရီးမတီးတဲ့လူတွေများလို့ပြီးတော့အခုဒီမှာမွေးလေးကွက်ဂျန်သေးတယ်အဲ့ဒါကိုလိုချင်တဲ့သူရှင်ကျွန်တော်ဒီကျွန်တော်ကြော်ညာထားတဲ့အကောင့်ဒီဟွာနေအကောင့်မှာမွေးသွင်းပြီးတော့ကျွန်တော်စကရင်ရှော့လေးပေါ့ဆိုင်ရနေသွင်းတာဆိုရင်လည်းကျွန်တော်ဓာတ်ပုံလေးရိုက်ယူလာပြီးရင်ကျွန်တော်မွေးလေးကွက်ပေးလို့ရတယ်နောက်ထပ်ကတော့ဒီလေလုံးအခွေရတော့ထထုံမှာပါနော်ထထုံမှာဒါသည်ကျော်ညက်နေပိုင်းဖြစ်ရင်ဖြစ်ပဲခဏနေကျော်ညာရင်ကျော်ညာမှာထပ်ပြီးတော့ ဒါမှမဟုတ်လို့ရှင်အဲဒီနေ့ညကြမှာလည်းဖြင်းဖြင်းပါเนาะထပ်ပြီးတော့ကျွန်တော်နည်းနည်းကြည့်ပြမယ်လေလုံးခွေရတတ်အောင်သွားရနောက်ထပ်တစ်ခုထပ်ထုံမယ်ပေါ့เนาะထပ်ထုံမယ်ဒီမွေးလေးကွက်ကလောဆယ်လို့ရှင်ငွေတစ်တောင်းချက်ပေးသွင်းပြီးတော့လာယူလို့ရပါတယ်ပေါက်ပေးမဟုတ်ပါဘူးကဲအားလုံးပဲညနေခင်းကျွန်တော်ခုနပြသွားတဲ့ကွက်တွေနဲ့ကန်ကောင်းကြပါစေ